အားလုံးစောင့်မျှော်ခဲ့ကြတဲ့ USC Flyweight တန်ရဲ့ Champion ခပတ်လူပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ကျွန်တော်တို့မြန်မာပြည်သက်တွေရဲ့အချစ်တော်ဘန်ကလက်ရှိ Champion ပန်တိုချာကိုပထမအချီရဲ့25စက္ကန့်အတွင်းမှာပဲအနိုင်ယူပြီး USC Flyweight တန်ရဲ့ Champion အသစ်ဖြစ်လာခဲ့ပါပြီ။ပွဲမစခင်က လောင်းကစားတိုင်တွေရဲ့အလွန်နှေးပါတဲ့ပေါက်ကြီးဖွင့်လှစ်ခံရမှုနဲ့ USC ကအခြားဖိုက်တာအချို့ရဲ့ဘန်ရှုံးမယ်လို့ခံမှန်းဟောကိန်းထုတ်ခဲ့ကြတာတွေကိုလည်းမှားရင်းချောင်းကိုဘန်ကတက်တည်ပြသွားခဲ့ပါတယ်ဒီပွဲမှာပန်ဒိုဂျာကသူ့ရဲ့ရှေ့ပွဲတွေမှာကစားခဲ့တယ်လို့ပဲပွဲစပြီဆိုတာနဲ့ပြိုင်ဘက်ကိုတလဲချမ်းတိုက်စစ်ဖွင့်ပြီးအတင်းဖီအားပေးတဲ့တိုက်ခိုက်မှုနဲ့ထိုးသတ်ခဲ့တာပါပြိုင်ဘက်ကိုကြောက်စိတ်သွင်းမယ်အမားလို့အောင်ကျုံသွင်းမယ်ပြီးရင်ပြိုင်ဘက်ရဲ့အမားပေါ်မူတည်ပြီးအလဲထိုးတာ ဒါမှမဟုတ်တိတ်တောင်းယူပြီးဆမရှင်နီးနဲ့ပွဲသိမ်းမယ်ဆိုတာပန်ဒိုဂျာရဲ့ဂိမ်းပလန်ပါဒီတိုင်းကိုပန်ဒိုဂျာကပွဲတိုင်းမှာကစားနေတာပါပန်ဒိုဂျာနဲ့ရင်ဆိုင်ဘူးသမားပြိုင်ဘက်တွေကလည်းဒါကိုသိတယ်သိပေမဲ့မကာဝင်နိုင်ကြပါဘူးနောက်ဆုံးမှာပြိုင်ဘက်တွေကပန်ဒိုဂျာရဲ့အကွက်ထဲဝင်သွားကြပြီးအရှုံးပေးလဲရတာကြီးပါပဲကျွန်တော်တို့ရဲ့ဘန်ကအခြားပြိုင်ဘက်တွေကပန်ဒိုဂျာကိုရင်ဆိုင်သလိုမရင်ဆိုင်ခဲ့ပါဘူးပြိုင်ရခက်မသွားဘူးရှိန်မသွားဘူးသူ့ရဲ့ပုံမှန်ကစားနေကြပုံစံစတိုင်နဲ့ပဲဒီပွဲကိုကစားတယ် ဘိုင်းရ striking style ကပြိုင်ဘက်ကကိုယ်ကိုတစ်ချက်လာတိုက်ခိုက်ရင်နှစ်ချက်ရအောင်ပြန်ချောင်းမယ်ပြန်ထိုးမယ်ဒါကဘိုင်းရကစားဟန်မယ်အခုပွဲရဲ့အဆုံးဖြတ်ခိုက်တက်မှာပန်ဒိုဂျာက high kick နဲ့ကန်တယ်ဘိုင်းကခြေောက်ကိုဖမ်းဆွဲပြီးကောင်တာပြန်ထိုးဖို့လုပ်တော့အထိုးမခံရအောင်ပန်ဒိုဂျာကယုံထွက်တဲ့အချိန်မှာအကြမတော်ပဲလက်စစ်ပြုတ်သွားခဲ့တာပါဒါကဘိုင်းရအထိုးမှုကြောင့်ဖြစ်လာတဲ့အခိုက်အတန့်ကိုကန်ကောင်းလို့နိုင်လေဆိုပြီးပြောလို့မရပါဘူးလက်စစ်ပြုတ်သွားတဲ့ပန်ဒိုဂျာအတွက်တော့စိတ်မကောင်းပါဘူး ဘန်အတွက်ကတော့ဒီပွဲအနိုင်ရရှိခဲ့တဲ့အောင်မြင်မှုကြောင့်ဂုဏ်ယူစရာပါပဲဘန်ကဒီပွဲအနိုင်ရရှိတာကြောင့် USC Flyweight တန်းရဲ့အသက်အငယ်ဆုံးချန်ပီယံဆိုတဲ့ဆန့်ကျင်ကိုရရှိသွားပြီဖြစ်ပါတယ် USC ရဲ့အမျိုးသားဝိတ်တန်း၈ခုလုံးမှာဆိုရင်တော့ဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံဖြစ်ပါတယ်မြန်မာကိုစားပြုကစားသမားတယောက်ရဲ့ပထမဆုံး USC ချန်ပီယံနဲ့ USC အမျိုးသားဝိတ်တန်းမှာအာရှလွယ်ပါတယောက်ကပထမဆုံးရယူနိုင်ခဲ့တဲ့ USC ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်သွားခဲ့ပါတယ်ဒီအောင်မြင်မှုကြောင့်နောက်ဆက်တွဲအချိုးမြတ်ကဘန်ရဲ့ထူးကြီးမြင့်တက်လာမယ် PVP ရောင်းအားရဲ့ခွဲတန်းကိုယာကန်လုံးနဲ့ရရှိတော်မယ် USC နဲ့လက်တွဲထားတဲ့အားကစားကုမ္ပဏီကပေးတဲ့ဝတ်စုံစပေါ်တာကြီးရဲ့ချန်ပီယံတွေကိုသာပေးတဲ့အမြင့်ဆုံးခွဲတန်းကိုလည်းရရှိတော်မယ်ကမ္ဘာတဝန်းကပြည်သက်တွေရဲ့အားပေးမှုနဲ့မီဒီယာတွေရဲ့အောက်ဆိုင်မှုကိုပိုပြီးရရှိလာမှာကြောင့်ပြင်ပစပေါ်တာတွေရဲ့လက်တွဲမှုကိုလည်းပိုမိုရရှိလာနိုင်မှုရှိနေပါတယ်ပြင်ပစပေါ်တာဝင်ဝင်မရရတော့ USC နဲ့တိုက်ရိုက်ဆက်ဆက်ပြီးရရှိမဲ့ဝင်ငွေနဲ့ဘန်ကတန်းကျွတ်တတိဖြစ်လာတော့မှာပါဒါကဘန်အတွက်အချိုးပေါ်တကာလောင်းတဲ့အောင်မြင်မှုပါပဲတစ်ဖက်မှာတော့ပန်ဒိုဂျာဘက်ကရှုံးချက်နာခဲ့ရပါတယ် ချန်ပီယံဘွဲကိုဆွလွလာရတာကြောင့်ချန်ပီယံတယောက်ရဲ့ခံစား권ထိုးချေ PPP ဂျင်းနဲ့အမြင့်ဆုံးရရှိတဲ့ဝတ်စုံစပွန်ဆာဂျီတွေကိုဆုံရှုံသွားတော့မှဖြစ်သလိုငွေချေးဆုံရှုံမှုနဲ့အတူစန်ဂျီမတန်းတွေလည်းကျိုးပြတ်သွားခဲ့ရပါတယ်ဒီဘွဲမှာပန်လူဂျာကကစားမဘွဲမှာပထမအချီမှာတင်ရှုံနေရတဲ့ပွဲအဖြစ်မတန်းဝင်သွားခဲ့ပါတယ်ပန်လူဂျာရဲ့၈ပွဲစတိုင်အနိုင်ရရှိထားတဲ့စန်ဂျီလည်း၄နှစ်နဲ့၁၀လအကြာမှာကျိုးပြတ်သွားခဲ့ပါတယ် TKO နဲ့ရှုံးတဲ့ပထမဆုံးပွဲလည်းဖြစ်ခဲ့တာကြောင့်၅ချိန်မြောက်ချန်ပီယံပွဲကာဝယ်နိုင်မဲ့အခွင့်အရေးလည်းဆုံးရှုံးခဲ့ရပြီးရှုံးချက်လာခဲ့ပါတယ်ဒီတော့ဘန်ကသူ့ရဲ့ကစားသမားဘဝအမြင့်ဆုံးအောင်မြင်မှုဆိုတဲ့ချန်ပီယံဂုံးမို့ကိုရယူနိုင်ခဲ့ပြီးပြီဒီချန်ပီယံဘွဲ့ကိုဘလောက်ကြောက်အောင်ထိန်းသိမ်းကာဝယ်နိုင်မလဲဆိုတဲ့စံသက်မှုတွေကိုလည်းမကြခင်မှာရင်ဆိုင်ကြုံတွေ့ရပါတော့မယ်